GBB ရုပ်မြင်သံကြားပရိသတ်များမင်္ဂလာပါခင်ဗျာတပတ်စဉ်ပုံမှန်ထုတ်လွှင့်တင်ဆက်ပေးနေတာဖြစ်တဲ့ပြီးသူအစားပစက်ငါပေးတာများဖတ်ကြားခြင်းတော်တူ GBB အစီအစဉ်ပြန်လည်ထုတ်လွှင့်ဖို့အချိန်ကြားလာပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့တူတူဖတ်ကြားပေးမယ့်သူကတော့မတ်တီလီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါမတ်တီလီဟုတ်ကဲ့မင်္ဂလာပါကောင်ကျော်ရေပတ်စဉ်တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့တော်တူ GBB အစီအစဉ်ဒီတစ်ပတ်အတွက်ပြန်ထုတ်လွှင့်မယ့်အချိန်ရောက်လာပါပြီပေါ့ ဟုတ်ကဲ့ပါမသိဒီဒီတစ်ပတ်မှာပေးတာတွေထဲကမှာပထမဦးဆုံးဖျက်ပြပေးခြင်းနဲ့ပေးစာပါတော့ဒီပေးရင်းမျိုးနေလေကပြပို့လာတဲ့ပေးစာနဲ့အရင်ဆုံးစပြီးတော့ဖျက်ပြခြင်းပါတယ်ခင်ဗျာခြေတာထားတဲ့အကြောင်းအရာကတော့မင်္ဂလာပါတော်တူ TPP ကျွန်တော်ကတော့ဒီပေးရင်းမျိုးနေလက်လုံးတောင်ကြေးရွာကပါကျွန်တော်ရွာမှာတရားမဝင်မူရစ်စေးရောင်းဝယ်ဖောက်ကားမှုတွေရှိနေပါတယ်ဒီတရားမဝင်မူရစ်စေးရောင်းဝယ်ဖောက်ကားမှုတွေတိတိတသာရှိနေပြီမဲ့လည်း ချင်းရွာလုံကြုံရေးခေါင်းဆောင်တာဝန်ရှိသူတွေအနေနဲ့အရေးကြီးယူဆောင်ရွက်မပေးနိုင်တဲ့အတွက်ဒီကိစ္စကိုအထက်က NUG တာဝန်ရှိသူတွေအနေနဲ့ဆောင်ရွက်ပေးဖို့တာဝန်သိပြည်သူတယောက်အနေနဲ့တော်တူ DVP ကနေတစင်သိရှိပေးရန်ပေးဖို့အပ်ပါတယ်လုံကြုံရေးရမီမဖော်လိုပါဆိုပြီးတော့ကျွန်တော်တို့ဒီဒီပေးရင်းမျိုးနဲ့ဒါလက်လှုပ်ဒါတောင်းကြေးရပါလေအဲ့ကြေးရမှာဆိုရင်ဒါတရားမဝင်မူရစေဝါ ရောင်းဝယ်ဖောက်ကားနေတဲ့အကြောင်းရေးသားပြပို့လာတဲ့စာကိုဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကောင်ကျော်ရေးအခုတစ်ခါဖတ်ပြပေးမယ်ပေးစာကတော့ ARD တိုင်းမြန်အောင်မြို့နယ်ကပြပို့လာတဲ့ပေးစာပါရှင် ARD တိုင်းမြန်အောင်ခရိုင်မြန်အောင်မြို့နယ်ထဲမှာရှိတဲ့မြန်အောင်ရွှေဘုံသာကြောက်ကွက်ကနောင်မြို့အိုးဘိုကြောက်ကွက်အင်္ဂလိုကြီးရွာကြောက်စီရေလောက်ွက်ဒီမှာတရားမဝင်ကြောက်ထုတ်လုပ်ရေးလုပ်ငန်းကြီးထုတ်နေပါဗျ။အဲ့ဒီကြောက်ွက်တွေကိုတရားဝင် license ချထားပေးခြင်းရှိမရှိ license ချထားပေးပါက ထုတ်လုပ်သောကြီးရည်အတွက်နဲ့ထုတ်လုပ်တဲ့ပမာဏကိုက်ညီမှုရှိမရှိစစ်ဆေးပေးစလိုပါတယ်။ပြီးခဲ့တဲ့နှစ်အတွက်လိုင်စင်ချထားပေးခြင်းမရှိဘဲအခုလာမယ့်ရာသီအတွက်လျှောက်ထားဆဲဖြစ်ရင်လည်းအခုလိုကြိုတင် လုပ်နေတာကိုခွင့်ပြုမိတ်ပေးမပေးနဲ့ခွင့်ပြုမိတ်ပေးရင်လည်းထုတ်လုပ်ပြီးပမာဏအခွန်ထမ်းမဲ့ပမာဏကြီးရည်အတွက်နဲ့ထုတ်နှုတ်ခြင်းရှိမရှိကိုစစ်ဆေးပေးစီလိုပါတယ်။အခုလိုမြေကြောက်တူးဖော်ခြင်းကိုတတ်မှတ်ပမာဏနဲ့ထုတ်ယူတဲ့ပမာဏကိုဘယ်ဖွဲ့စည်းကစစ်ဆေးနေပါသလဲ။ လက်ရှိဖြစ်ပေါ်နေတဲ့ကမ်းပြူကန်ဆာကိစ္စတွေနဲ့ပတ်သက်ပြီးမြေပြင်ကိုကွင်းဆင်းစစ်ဆေးပေးပါရန်သက်ဆိုင်ရာလူကြီးမများကိုတင်ပြလိုက်ရပါတယ်ဆိုပြီးရေးသားရင်ဖွင့်လာပါရှင်။ဟုတ်ကဲ့ပါမသိကျွန်တော်တို့ဒီ AR တိုင်းထဲမှာဆိုရင်ဒါမြင်အောင်လို့ဟင်္ဒရာ KI လို့ဘက်မှာဆိုရင်ဒါမြစ်ထဲမှာပေါ့လေအခုလိုမျိုးကြောက်ဆုပ်တဲ့လုပ်ငန်းတွေတဲဆုပ်တဲ့လုပ်ငန်းတွေကလှုပ်လို့ဒါတချို့တွေဆိုရင်ဒါရွာလုံးကျော့ရွှေ့ပြောင်းနေရတဲ့အခြေအနေမျိုးတွေပေါ့လေကြုံတွေ့နေရတဲ့ဆွေးနွေးတာတွေကလည်းကျွန်တော်တို့သတင်းတွေထဲမှာမကြာခဏတွေ့မြင်နေရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါကျွန်တော်ဆက်ပြီးတော့ဖျက်ပြပေးမယ်နောက်ထပ်ဘေးစာတစ်ကောင်ကတော့ဒီပဲခူးတိုင်းအနောက်ခြမ်းတာယာဝရီခရိုင်ကပြပို့လာတဲ့ဘေးစာပဲဖြစ်ပါတယ်ခင်ဗျာခြေသားထားတဲ့အကြောင်းအရာကိုဖျက်ပြရမယ်ဆိုရင်လူငယ်တွေကိုကိုချင်းမစားပဲလိန်လေရောင်းစားမှုပြုလုပ်ခဲ့ခြင်းကိစ္စကိုပြပြခြင်းလို့ပါဆိုပြီးရေးသားပြပို့လာတာပါပဲခူးတိုင်းအနောက်ခြမ်းတာယာဝရီခရိုင်ရှင်းမြွနေတဲ့ကတာယာဝရီမြို့နယ်30မြို့နယ်ရန်ကုန်ပြည်ကားလန်းဘေးမှာရှိတဲ့ လဖေးရည်ဆိုင်တစ်ခုပေါ့လေဒါဆိုင်နံပါတ်ကိုတော့သူမပြောပြချင်ပါဘူးတဲ့စတေမာလာ18ရည်နေကတဲ့လူငယ်3ဦးကိုစစ်မှုထမ်းဆောင်ဖို့အတွက်ထရေးဝန်ထမ်းတွေကပူပေါင်းပြီးတော့လိန်လေပြီးရောင်းစားတာတွေပြုလုပ်ခဲ့ပါတယ်တဲ့အဲ့ဒီလိုရောင်းစားတာနဲ့ပတ်သက်လို့သတင်းပေးတိုင်ကြားခဲ့ပေမဲ့တက်ဆိုင်ရာမှာတစုံတရာအေးအေးယူဖော်ထုတ်ခြင်းပေါင်ရခြင်းမရှိပါဒါကြောင့်အစိပ်ပင်ရေလောင်းသလိုအပေးအမြောက်ဖြစ်နေပါသဖြင့်လူငယ်တွေအနေနဲ့အယုံမလွယ်ပဲသူတို့နားမှာသွာလာနေထိုင်ခြင်းများမပြုလုပ်ကြရင် သတိပြုနေထိုင်ရန်လိုအပ်ပါတယ်ဆိုပြီးတော့ကျွန်တော်တို့ဒီရန်ကုန်ပြည်ကမ်းလမ်းနှစ်ဘေးမှာရှိတဲ့ဒီလက်ဖေးတိုင်းပေါ့လေဒါအဲ့ဒီမှာဆိုရင်ဒါဌာနဆိုင်ရာဝန်ထမ်းတွေကနေပြီးတော့လူငယ်တွေကိုစစ်မှုထမ်းဖို့အတွက်လင်းလျယ်ပြီးတော့ရောင်းစားနေတဲ့အကြောင်းဂျေတာပြပို့လာတဲ့စာအုပ်ကိုဖျားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုအောင်ကျော်ရေအခုတစ်ခါဖတ်ပြပေးမယ်ပေးစာကတော့မကွေးတိုင်းခံကောမြို့နယ်ကပြပို့လာတဲ့ပေးစာပါရှင်မင်္ဂလာပါတော့ TVB ရေးတဲ့တင်ပြစရာလေးရှိလို့တင်ပြလိုက်ပါတယ် မကွေးတိုင်းဒေသကြီးကံကောမြို့နယ်တရားရေးဖွဲ့ဟာကြော်ရွာကျေးရွာမှာရှိတဲ့တောင်သူတူဦးပိုင်ဆိုင်တဲ့လေမြေနဲ့ပတ်သက်ပြီးပြဿနာတွေဖြစ်ပွားခဲ့ပါတယ်။ကံကောမြို့နယ်တရားရေးဖွဲ့ကပုံစံခုနှစ်ကင်ဆောင်တာပြီးလက်ရှိလုတ်ကင်ဆောင်ရနေသူကိုအရှုံးပေးကမိသည့်အထောက်ထားမှမရှိသူသာလျှင် အနိုင်ရရှိကြောင်းအမိန့်ချမှတ်ခဲ့ပါတယ်။အထက်ပါဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတရားရေးရင်းရိုင်မှုဟာသက်ဆိုင်ရာတရားသူကြီးအစီအစဉ်မှဖြည့်ရှင်းဆောင်ရွက်ပေးပါရန် .2dv မှာတစ်ဆင့်တင်ပြလိုက်ရပါတယ်။ ကျဲနှန်းရွာကံကုန်မြို့ဆိုပြီးတော့ရေးသားပေးပို့လာပါရှင်။ပြပါမသိဘူး။နောက်ထပ်ပေးတာတခါကိုဆက်ပြီးတော့မဖက်ရှားခင်မှာကျွန်တော်ရဲ့ဒီပြည်သူအစားပါဇက်ငါပေးတာများစီစဉ်ဒါတော့ဒူတီဗီအစီအစဉ်ကိုစာရီရေးသားပေးပို့တော့မယ်ဆိုရင်ရင်ခွင်စာရီပြင်ကိုဒေတာကိုပတ်ဝန်းကျင်မှာဖြစ်ပြနေတဲ့အကြောင်းအရာတွေကိုဓာတ်ပုံနဲ့ဗီဒီယိုဖိုင်နဲ့တကွရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ။ဒီမီကလည်းတစဉ်ရေးသားပေးပို့တော့မယ်ဆိုရင်တော့ dot2dvd@gmail.com ကိုရေးသားပြဖို့နိုင်ပါတယ် Facebook ကနေရေးသားပေးပို့တော့မယ်ဆိုရင်တော့ facebook.com ရေးဆောင် .2dbb ရဲ့ messenger ကနေတစ်သင်းရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ။ဘာကဖုန်းနံပါတ်ကနေတစ်သင်းရေးသားပေးပို့တော့မယ်ဆိုရင်တော့အပေါင်း66 8211 9469ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ။ အခုဆက်ပြီးတော့ဖက်ပြပေးမယ်နောက်ထပ်ပေးတာတောင်ကတော့ဒီစကိုင်းအတိုင်းဒဇယ်မျိုးနေတဲ့ကရေးသားပြဖို့လာတဲ့စာပဲဖြစ်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကိုဖက်ပြရမယ်ဆိုရင်စကိုင်းတိုင်းဒဇယ်မျိုးနေရှေ့ကြီးဘူပေါင်းမှာဒဇယ်သားရက်ချွတ်တူကပြည်သူတွေပေါ်မှာအနိုင်ကျင့်ဝင်ညှစ်နေပါတယ်ရဲဘွားကလည်းပြည်သူမျက်ရည်နဲ့အတက်မွေး CDM မလုပ်တော့လဲအချင်းကမပြောင်းဒေါ်လာရေးကိုအရက်ဖိုး9000တောင်းရယုံလောင်းတဲ့ ရောင်းစားလှုပ်ရှားနေတာသက်ဆိုင်ရာမျိုးနယ်ကလူတွေကလည်းအေးမယူမတရားမှုကိုသက်ဆိုင်ရာတာဝန်ရှိသူတွေက တားပိုင်ခွင့်လုပ်ပိုင်ခွင့်ရှိရတာနဲ့မတားခဲ့အေးမယူခဲ့ရင်အမှားလုပ်နေတဲ့သူကိုမတရားမှုတွေကိုပုံမလုံဆောင်ရန်ထောက်ခံပေးသလိုဖြစ်နေမလားလို့ပါပြည်သူအလုံးကြက်တဲနေတဲ့အချိန်မှာအဆင်ပြေသလိုရုန်းကန်နေရတဲ့ဘဝတွေကိုစာနာပေးသေးချင်ပါတယ်ခင်ဗျာမကူညီခြင်းတွေပါ အနိုင်ကျင့်နေရတော့မြင်မကောင်းပါဘူးဆိုပြီးတော့ကျွန်တော်တို့ဒီစကိုင်းတိုင်းဒဇယ်မြို့နယ်ရွှေတကြီးပေါ့လေဘူးဖောင်းမှာရှိတဲ့ဒီဒဇယ်သားရဲထွက်တူကဒါစီဒီအန်လုတ်ပြီးတော့စီဒီအန်လုတ်ပြီမဲ့လဲပေါ့လေအမှားလဲဒီကြီးရွာသားတွေပေါ့အနိုင်ကျင့်ကိုကြနေတဲ့အကြောင်းရေးသားပြဖို့လာတဲ့စာကိုဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုအောင်ကျော်ကြီးအခုတစ်ခါဖတ်ကြားပေးမယ့်ပေးစာကတော့စကိုင်းတိုင်းကတမြို့နယ်ရပြဖို့လာတဲ့ရင်းခွင့်စာပါရှင်မင်္ဂလာပါ DVB ရဲ့ရင်းခွင့်စာလေးဖတ်ကြားပေးပါ စကိုင်းတိုင်းကတာမြို့နယ်ကပြည်သူတယောက်ပါမဟာလာတက်ကမတရားဖမ်းဆီးထားတဲ့လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ချင်းအလုံးအမြန်ဆုံးလှုပ်ပေးရေးတောင်းဆိုပါရစေ။မြန်မာနိုင်ငံမှာဆက်အာဏာရှင်စနစ်ပါဝင်မိတိအာဏာရှင်စနစ်ကိုမဆိုမလိုချင်ကြပါဘူး။ပြည်သူလူထုကိုဒုက္ခအမျိုးမျိုးချိန်ချောက်မှုအမျိုးမျိုးဖိနှိပ်မှုတွေပေးနေကြတဲ့မိတိအဖွဲ့အစည်းကိုမဆိုမလိုအပ်ပါဘူး။လွတ်လပ်ပြီးတရားမျှတတဲ့နိုင်ငံတော်ကြီးဖြစ်စေချင်ပါတယ်။ဒီမိုကရေစီအတွက်အသက်သွေးချွေးတွေပေးဆက်နေကြချိန်မှာ စစ်အုပ်စုဟာသူတို့အာဏာတည်မြဲရေးအတွက်အတူရောင်ရွေးကောက်ပွဲတစ်ခုကိုကျင်းပဖို့ကြိုးပမ်းနေပါတယ်။ပြည်သူလူထုကသပိတ်မောက်ဆန္ဒပြမှုတွေလှုပ်ဆောင်နေခြင်းတချို့သောသူများဟာတော်လှန်ရေးအကြောင်းပြပြီးကိုကြိုးစည်းပွားရှာနေကြပါတယ်။ရှေ့မသွားဘဲနောက်ပြန်လှည့်သူတွေဒါတွေကို energy ဆိုရကအောက်ခြေတီအစီစစ်အေးအေးယူနိုင်ဖို့လိုအပ်ပါတယ်။ပြုပြင်ပြောင်းလဲပေးဖို့လိုပါတယ်။ဒီပြည်မှာတစ်ဆင့်ဖက်ကြပေးပါ။အရေးတော်ပုံမုတ်ချအောင်ရမည်ဆိုပြီးတော့ရေးသားပေးဖို့လာပါရှင်။ ုတ်ပြပါမသိသေးဒါအခုဒီဘက်မှာဆိုရင်ဒါစခိုင်းတိုင်းတွေကပြီးပို့လာတဲ့ပေးတာတွေကအများပြားလက်ခံရရှိနေရရှိပါတယ်ကျွန်တော်အခုဆက်ပြီးတော့ဖကြပေးမယ်နောက်ထပ်ပေးတာတစ်ဆောင်ကလည်းအာစကိုင်းတိုင်းတွေကဒါအမျိုးသမီးကင်းထောက်အခွဲကနေပြီးတော့ရေးသားပြပလာတဲ့စာဖြစ်ပါတယ်။စာဆိုပေမဲ့လည်းဒါရင်းဖွင့်စာတော့မဟုတ်ပဲနဲ့ဒါကြပြားလေးတစ်ပုဒ်ဖြစ်ပါတယ်ခင်ဗျာ။ရေးသားထားတဲ့အကြောင်းအရာကိုဖတ်ပြရမယ်ဆိုရင်မင်္ဂလာပါ DVB ကြပြားတစ်ပုဒ်ပို့လိုက်ပါတယ်။ပြည်သူတယောက်ပါ။နိုင်ငံရေးကိုငါမသိတော်လန်ချင်းကိုငါသိ၏ နေရာနာမည်လူပုံကမသိမြေပြင်ထောက်ကူခြင်းကိုငါသိ၏အာနာရှင်စက္ကစဘာလုံးကြီးကိုငါမသိပြည်သူလူထုကိုကာဝယ်ဖို့ငါသိ၏ဘယ်တော့နိုင်မလဲကိုငါမသိနိုင်ဖို့ညီနေပြီဆိုတာငါသိ၏ဘသူသိမလဲတော့ငါမသိငါတို့သိခြင်းမျက်တည်ကိုငါသိ၏စစ်ပြူဟာကိုငါမသိတိုက်ယူမှရမယ်ဆိုတော့ကိုငါသိ၏တိုက်ပွဲတိုင်းကိုငါမသိဘေးကင်းအောင်ဖို့မြစ်တာပို့ဖို့ငါသိ၏ အရေးတော်ပုံမုတ်ချအောင်ရမည်ဆိုပြီးတော့ဒီစကိုင်းတိုင်းထဲမှာရှိတဲ့ဒီအမျိုးသမီးကင်းထောက်အခွဲကနေပြီးတော့ရေးသားပေးပို့လာတဲ့ကြပြကိုတော်တူတီဗီအစီအစဉ်ကနေဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကောင်ကျော်ရေးအခုတစ်ခါတော်တူတီဗီကဖတ်ကြားပေးမယ့်စာလေးကတော့ကျမတို့စီစဉ်ကိုအမြဲတမ်းစာရေးသားပေးပို့နေတဲ့ငါးမြင်းဆောင်ကတာလူလူအောင်လံတပိတ်ဖွဲကစာပါရှင်စကိုင်းတိုင်းကတာခရိုင်နဲ့ကတာမြို့နယ်ငါးမြင်းဆောင်ကတာလူလူအောင်လံတပိတ်ဖွဲက No Vote Anakan Reject the Gender Shame ဆိုတဲ့စာသားကိုကင်ဆယ်ပြီးတော့ဆန္ဒပြတပိတ်ကိုစက်တင်ဘာလ25ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။စစ်ကောင်စီကအကောင့်ထဲပေါ်ဖို့ကြိုးပမ်းနေတဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ရေးတပိတ်မောက်တဲ့အနေနဲ့ရွေးကောက်ပွဲကိုတပိတ်မောက်တနက်အောင်မှာမဲမပေးနဲ့စကားစားရဲ့အလိညာကိုလက်မခံနဲ့ငုံမခံနဲ့တုတ်ပြန်ကြအာနာရှင်မှန်သမျှစန့်ကျင်ကြစစတဲ့စာသားတွေကင်ဆယ်ပြီးတော့ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။အာနာရှင်တွေမုတ်ချကြရှုံးပါစေ။ ဖက်ဒရယ်လန်ကိုရဲရဲရှောက်ပြီး PDF နဲ့တပ်ပေါင်းစုတိုင်းရင်းသားညီကိုအားလုံးတိုက်ပွဲတိုင်းအောင်ပါစေ။စကိုင်းတိုင်းကတာမြို့နယ်ကျေးလက်ပြည်သူများ၊ငါးမင်းဆောင်ကတာလူတို့အောင်တဲ့တပိတ်ဖွဲ့ဆိုပြီးတော့တပ်ပုံတွေနဲ့တကွာရေးသားပေးဖို့လာပါရှင်။ဟုတ်ပြပါမသိဘူး။ကျွန်တော်ဆက်ပြီးတော့ဖက်ပြပေးမယ်။နောက်ထပ်ပေးစာတစ်စောင်ကတော့ဒီမကွေးတိုင်းတရက်ခရိုင်မင်းတုံမြို့နယ်တကွာရေးသားပေးဖို့လာတဲ့စာပဲဖြစ်ပါတယ်ခင်ဗျာ။ရေးသားထားတဲ့အကြောင်းအရာကိုဖက်ပြရမယ်ဆိုရင်ကွေးတိုင်းတရက်ခရိုင်မင်းတုံမြို့နယ်ကလူငယ်အမျိုးသားလေးဦး အမျိုးသမီးတူဦးနဲ့တရားမှတ်ပုံတင်ခိုင်ဆောင်ထားသူအမျိုးသားတူဦးစုစုပေါင်း6ဦးကပေါ့လေအလုရှာဖို့ဆိုပြီးတော့ပြီးခဲ့တဲ့စတင်မာလာ14ရက်နေ့ကနေဆက်ကိုဖတ်သွားခဲ့ပါတယ်ရှမ်းတက်စစ်စေးရေးဂိတ်မှာသူတို့အဖမ်းခံခဲ့ရပြီးတော့အဲ့ဒီထဲကအမျိုးသမီးတူဦးရဲ့ចောင်းသားမှတ်ပုံတင်ခိုင်ဆောင်ထားတဲ့လူငယ်2ဦးရဲ့အသက်40ကျော်ရွယ်အမျိုးသားတူဦးရဲ့စုစုပေါင်း၄ဦးကသာဆက်လက်ထွက်ခွာခွင့်ပေးပြီးတော့ လူငယ်နှစ်ဦးကိုဆက်လက်ပြီးတော့ထိန်းသိမ်းထားခဲ့ပါတယ်။သူတို့ကိုကန်တော့ဂိတ်ကိုပို့ခံရပြီးတော့အဲဒီဂိတ်ကနေပဲတဦးကိုသိန်း80ကျော်နဲ့ကြံလေပြီးတော့ရွေးထုတ်ခဲ့ရပါတယ်။စစ်တပ်ကလူငယ်တွေကိုပေါ်တာဆွဲယူတာမကပဲပြည်သူတွေစီကနေပြန်ပြေးဆွဲတဲ့အလုပ်တွေကိုပါလှုပ်ဆောင်နေကြပါပြီ။ဒါကြောင့်ပြည်သူတွေအနေနဲ့အစအစအရာရာသတိရှိကြခြင်းပါတယ်။ဒါကြောင့်ပြည်သူအစာပါစပ်အငှားအစီအစဉ်ကနေ တင်ပြလိုက်ရပါတယ်ဆိုပြီးတော့ကျွန်တော်တို့ဒီမင်းတုံမြို့နယ်ထဲမှာရှိတဲ့ဒါမြို့သမီးပါဝင်ပေါ့လေဒါဒေသခံ6ယောက်ပေါ့နော်6ယောက်ကဒါဒဇက်မှာအလိုလိုပို့ဆိုပြီးသွားတဲ့အချိန်မှာပဲကျွန်တော်တို့ဒီကန်တုတ်ဂိတ်မှာဖမ်းခံရရတယ်ဖမ်းခံရပြီးတော့အဲ့ထက်ကလူငယ်နှစ်ယောက်ကို380နဲ့ပြန်ရွေးလာရတယ်ဆိုတဲ့အကြောင်းရေးသားပြပို့လာတဲ့စာကိုဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုအောင်ကျော်ရေနောက်ထပ်ပေးစာတစ်စာမှဖတ်ပြခင်ပါပေါ့နော်ကျမတို့ရဲ့ဒီ Talk to TVB စီစဉ်မှုစာရေးသားပြပို့မယ်ဆိုရင် ဘယ်လိုအကြောင်းအရာတွေကိုရေးသားပေးပို့လို့ရရဲဘယ်လိုနေရာတွေကနေဆက်သွယ်ပေးပို့လို့ရရဲဆိုတာလေးပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါမတီဒီကျွန်တော်တို့ရဲ့ဒီပြည်သူအစားပစံငါပေးစာများဖတ်ကြားခြင်းဒါတော့ဒူဒီဘီစီစဉ်ကိုဇာရီရေးသားပေးပို့တော့မယ်ဆိုရင်ရှင်ဖွင့်စာတွေဖြင့်ကိုဒေတာကိုပဝန်းကျင်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုစာစာသားတွေတွေအချက်လက်တွေကမဟုတ်ဘဲနဲ့ဓာတ်ပုံတွေဗီဒီယိုဖိုင်တွေနဲ့တကွရေးသားပေးပို့လို့ရပါတယ်ခင်ဗျာအဲတခုသတိထားရမှာကတော့ဒီလူပုတ်ကိုဒူ တူတယောက်ကိုဒါမှမဟုတ်ရင်အဖွဲ့အစည်းတစ်ခုကိုပေါ့လေဒါပုတ်ခတ်ဆွဆွဲပြီးတော့ရေးသားထားတဲ့စာမျိုးတွေဆိုရင်တော့ဒါကျွန်တော်တို့ဘက်ကနေပြီးတော့ပြန်လည်စစ်စစ်ပြီးပြီးတော့မှပဲဖတ်ကြားပေးပါတယ်ခင်ဗျာအဲနောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့ဒီ dot to dpp စီစီအားဆိုရင်အနာသိပြီးနောက်ပိုင်းဒါရေးသားပြပို့လာတဲ့ဆာလွာရှင်တွေရဲ့ဒါလုံခြုံရေးအခြေအနေရပေါ့လေဒါပြပို့လာတဲ့အကောင့်နံပါတ်တွေဒါဖုန်းနံပါတ်တွေကိုဒါအစီအစဉ်မှာထည့်သွင်းပြီးတော့ဟောပြဖတ်ကြားပေးတာမျိုးမရှိပါဘူးခင်ဗျာဒါကြောင့်မလို့ dot to dpp စီစဉ်ကို ဒုံကြုံစိတ်ချစွာနဲ့တပုံတွေသတင်းတွေဗီဒီယိုဖိုင်တွေကြီးသားပြပို့လို့ရပါတယ်ခင်ဗျာကြီးသားပြပို့တဲ့အခါမှာကျွန်တော်တို့ email ကနေသတင်းရေးသားပြပို့တော့မယ်ဆိုရင်တော့ .2dbb@gmail.com ကိုရေးသားပြပို့နိုင်ကြပါတယ် Facebook ကနေရေးသားပြပို့တော့မယ်ဆိုရင်တော့ facebook.com ရေးသောင်း .2dbb ရဲ့ messenger ကနေသတင်းရေးသားပြပို့လို့ရပါတယ်ခင်ဗျာ Viber ဖုန်းနံပါတ်ကနေသတင်းရေးသားပြပို့တော့မယ်ဆိုရင်တော့အပေါင်း66 0112146305ကိုရေးသားပြဖို့နိုင်ကြပါတယ်ခင်ဗျာဟုတ်ကဲ့ပါကောင်ကျော်ကြီးအခုတစ်ခါဖတ်ပြပေးခြင်းနဲ့ပေးစာကတော့ ARD တိုင်းဘူကလေးမြို့နယ်ကပြပို့လာတဲ့ပေးစာပါရှင်မင်္ဂလာပါ DPP တဲ့ဘူကလေးမြို့နယ်စူပရောင်ကုံကျေးရွာအုပ်စုထိန်ကိုင်းကျေးရွာမှာတဲ့အမကကျောင်းမှာဆရာမနှစ်ယောက်ရှိပါတယ်ကျောင်းသားက19ယောက် KG နဲ့ဆိုမှ22ယောက်ပဲရှိပါတယ် ဆရာမတွေကစတင်တာမနိုင်လို့ဆိုပြီးတော့ဆရာငားခိုင်းပါတယ်။မိဘတွေကဆင်းရဲကြတော့ဆရာမငားနိုင်ဖြစ်နေကြပါတယ်။သက်ဆိုင်ရာပညာရေးအဘက်ဘက်မှလူကြီးမင်းများဆောင်ရွက်ပေးပါရန်တော့တူတူဒီပီမှာတဆင့်ဖတ်ကြားပေးဖို့မြစ်တာရခိုင်အပ်ပါတယ်။ចောင်းသားမိဘတို့ဆိုပြီးတော့យេតាရင်ဖွင့်လာပါရှင်။ဟုတ်ကဲ့ပါခုလိုဖတ်ကြားပေးရမသိဘူးလေကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ်နောက်ထပ်ပေးတာတစ်စောင်ကတော့ကျွန်တော်ဒီချင်းပြည်နယ်ဒီကမ်ပလက်မြို့နယ်မှာရှိတဲ့ဒီစစ်ပေးဆောင်ပြည်သူတူက ရေးသားပြပူလာတဲ့စာပဲဖြစ်ပါလေခင်ဗျာရေးသားထားတဲ့အကြောင်းအရာကိုဖတ်ပြရမယ်ဆိုရင်မင်္ဂလာပါ DVP ကကိုနဲ့မကြီးကျွန်တော်ကချင်းပြည်နယ်ကံပလန်မြို့မှာနေပြီးတော့အခုလက်ရှိစစ်ဆောင်နေရတဲ့စစ်ဘေးရှောင်ပြည်သူတူဖြစ်ပါတယ်မိသားစု၈ယောက်ရဲ့စာဝန်ကြီးကိုအများကြီးစ조사ရုံးကန်နေရသူတူပါလက်လုံးမှာပါဇက်လုပ်ရတဲ့အခြေခံလူဒန်းစားရက်ကပါပဲကျွန်တော်ပြောချင်တာကကျွန်တော်တို့ချင်းပြည်နယ်မှာလမ်းကျောတွေကိုကံပက်လက် CDF အဖွဲ့ကမလို့အပဲ့ ပိတ်ထားတဲ့ကိစ္စကို ပြန်ပြီးတော့ခွင့်ပေးစီခြင်းပါတယ်။အကြောင်းကတော့ကျွန်တော်လူမျိုးအရန်ခက်ခဲနေတဲ့မိသားစုတွေကျွန်တော်အနီးအနားမှာအများကြီးရှိကြပါတယ်။ကျွန်တော်ပါဝင်သူတို့တွေပါအငတ်ကြုံရတဲ့နေ့တွေလည်းရှိနေပါပြီ။လမ်းမပိတ်ခင်ကဆိုရင်ကယ်ရီလေးတစ်ချောင်းဆွဲလိုက်ကြရန်ငွေပေါ်မူတည်ပြီးတော့သုံးဆွဲလိုက်ဆိုတော့နည်းနည်းခြောက်လဲပါတယ်အခုဆိုရင်လားနဲ့ချီပြီးလမ်းတွေပိတ်တော့ကျွန်တော်တို့မှာ carry လဲမဆွဲရပါဘူးတခြားလူလည်းမရှိနဲ့ကျွန်တော်တို့ခက်ခဲနေတဲ့မိသားစု200ကျော်ရှိနေပါပြီ တပိုင်းတနိုင်ကုံချောက်လေးဝယ်ပြီးတော့ဆိုင်ကယ်ပေါ်တင်အဝေးစီကရွာတွေကိုလိုက်ရောက်နေရတဲ့လူတွေကလည်းလမ်းပိတ်ပြီးရဲ့နောက်ထမင်းမှာငှက်နေကြပါပြီ။ဒါတွေကိုတနာတော်အဖြစ်ဗုဒ္ဓခါမလမ်းပြန်ဖွင့်ပေးပါရဲ့ DVP မှာတင်တောင်းဆိုပါတယ်ဆိုပြီးတော့ကျွန်တော်တို့ဒီချင်းပြည်နယ်ကမ်ပလန်မြို့မှာပေါ့လေဒါလမ်းတွေပိတ်ထားတဲ့အတွက်ကိုဒါဒုက္ခရောက်နေရတဲ့စစ်ဆောင်ပြည်သူတွေရဲ့အကြောင်းကြီးသားပြဖို့လာတဲ့စာကိုတော်တူဒီစီစဉ်ကနေထပ် जा ပြလိုက်ရပါတယ်ခင်ဗျာ။ ုတ်ကဲ့ပါကောင်ချော်ရေခုတစ်ခါဖက်ပြပေးခြင်းနဲ့ရေဖွင့်ချာကတော့ရခိုင်ပြည်နယ်ဘူးတီတောင်မြို့ကပြည်သူတယောက်ပြပို့လာတဲ့ပေးစာပါရှင်မင်္ဂလာပါ TVB ရဲ့ကျွန်တော်ကဘူးတီတောင်ကပါကြောက်လာပြင်ကြေးရွာရဲ့ကောမဒီအဖွဲ့ကစစ်ပေးဆောင်တွေကိုအမျိုးမျိုးချိမ့်ချောက်ပြီးတော့မတရားငွေကြေးတောင်းဆိုနေသလိုနိုင်ငံခြားအဖွဲ့အစည်းတွေကငွေကြေးထောက်ပံ့မှုလာရင်လည်းအုပ်ချုပ်ရေးအဖွဲ့ကစစ်ပေးဆောင်တွေကိုမပေးဘဲသူတို့ပဲယူနေကြပါတယ်အခုအုပ်ချုပ်ရေးဖွဲ့ကော်မတီကအရခပြည်သူအစိုးရကဖွဲ့ထားတာဖြစ်ပြီးစစ်ဆောင်ပြည်သူ2000လောက်ရှိပါတယ် အခုလိုမတရားမှုတွေကိုမခံနိုင်တော့လို့ကြောက်လာပြင်ကြေးရွာရဲ့ဆေးပေးဆောင်တွေကအရက်ခပြည်သူအစိုးရသက်ဆိုင်ရာတာဝန်ခံတွေတရှိစေရန်သက်ဆိုင်ရာလူကြီးမင်းထံအတနာခံလျှောက်ထားလိုက်ပါတယ်ဆိုပြီးတော့ DPP ကိုရေးသားရင်ဖွင့်လာပါရှင်။ဟုတ်ကဲ့ပါမသိဘူး။ကျွန်တော်ဆက်ပြီးတော့ဖတ်ကြားပေးမယ်နောက်ထပ်ပေးစာတစ်စောင်ကတော့ဒါရင်ဖွင့်လာတဲ့ရေးသားရင်ဖွင့်ရေးသားလာတဲ့စာပဲဖြစ်ပါတယ်ခင်ဗျာ။ရေးသားထားတဲ့အကြောင်းအရာကတော့မင်္ဂလာပါကျွန်တော်ကတော့အမှတ်904 ဖြစ်မိပြီးအင်ဂျင်နီယာတည်ရင်းမှာလုပ်ခဲ့ပါတယ်ကျွန်တော်အဖေကလည်းစစ်သားပါပဲမင်းအောင်လိုက်ကအာနာကိုမတရားလူယူလိုက်တဲ့အတန်ကိုစကြတဲ့အချိန်မှပဲအပြင်ထွက်ပြေးဖို့အချိန်ချင်းကြိုးစားခဲ့လို့လွတ်မြောက်ခဲ့ပါတယ်ကျွန်တော်မှမိသားစုဝင်၅ဦးရှိပြီးတော့အခုနေ့တကြံကျော်ကကြံနေခဲ့တဲ့ကျွန်တော်ဇနီးဖြစ်သူကိုသွားခေါ်ဖို့လမ်းစီးဘလောက်လို့အတိအကျကိုအခုကြီးတောင်းရတာလေသူကကျွန်တော်ကိုစစ်တပ်ထဲကိုရောင်းစားခဲ့ပါတယ်ဒါကိုမော်လမြိုင်ရောက်မှ သိရပြီးတော့ ကျွန်တော်ကိုစူဆောင်ရေးတထဲကိုခေါ်သွားပါတယ်။ကိုရောက်တော့ကျွန်တော်ကိုစစ်စည်းရေးလုပ်ပြီးစစ်သားလားလို့မေးပါတယ်။ပြီးတော့ဝိုင်းပြီးတော့ထိုးကြပါတယ်။နောက်ဆုံးကျွန်တော်ကစစ်သားမဟုတ်ဘူးလို့လိန်ပြောပြီးတော့အဖေကစစ်သားလို့ပြောမှမထိုးတော့ပါဘူး။အဲ့ဒါနဲ့ကျွန်တော်ထွက်ပြေးဖို့ပြည်လန်းကိုရှာရင်းနဲ့အုတ်တိုင်းကိုကြော်တက်ပြီးတော့ခုံချမှာခြေတော့တစ်ဖက်ကညောင်းနေကြပြီးတော့ဂုံညင်းလက်တန်းတစ်စစ်သားလောက်ပဲ့သွားခဲ့ပါတယ်။အဲ့ဒါကိုသူတို့ကကျွန်တော်ကိုဆေးမကုပ်ပေးပဲပြစ်ထားခဲ့ပြီးတော့ ဆယ်ရဲ့ကျော်တော့မှဓမ္မရိုက်ဆီအောင်ပြပြပါတယ်ပြန်လဲကုသားဖို့30 80လောက်ကုန်မယ်လို့ဆီအောင်ကပြောတော့ကျွန်တော်ကိုသူတို့ကလမ်းစိတ်ပေးပြီးတော့သွားချင်တဲ့နေရာသွားဆိုပြီးတော့ပြန်လွှတ်လိုက်ပါတယ်လက်ရှိကျွန်တော်ဂျမားကြီးအခြေအနေကြောင့်တောင်းသားစီကံမှာဖွဲ့စိတ်ကုသားမှုခံယူနေရပါတယ်ဒီအကြောင်းကိုတော်တူ GBV ကနေတသိန်းရင်ဖွင့်လိုက်ရပါတယ်ဆိုပြီးတော့ဒီသားပြပို့လာတာပေါ့နော်ဒါသူကဆိုရင်ကျွန်တော်တို့ဒီအရင်တော့ဆိုရင်အမှတ်904 စစ်မီပြင်အင်ဂျင်နီယာတရင်မှလည်းအလုပ်လုပ်ခဲ့တယ်။အဲ့လိုစစ်တပ်ထဲမှာအလုပ်လုပ်ခဲ့တဲ့သူကအာနာသိမ့်ပြီးတော့ဒါတက်ထန်းနေထွက်ပြေးခဲ့တယ်ပေါ့နော်။အဲ့လိုထွက်ပြေးခဲ့တဲ့သူကိုဒါသူ့ရဲ့ဒါယင်းဒီရဲ့သူတယောက်ကနေတက်ထဲကိုပြန်ပြီးတော့ရောင်းစားတာကိုပြန်ခံလိုက်ရတယ်ပေါ့နော်။အဲ့တော့အဲ့ဒီချိန်ဒီမှာပဲသူထွက်ပြေးခဲ့တယ်။ဒါထွက်ပြေးတဲ့ချိန်မှာပဲဒဏ်ရာရပြီးတော့ဒါမတန်ဆန်းဖြစ်သွားခဲ့တယ်ပေါ့နော်။ဒါအဲ့လိုချိန်ဒီမှာပဲဒါစစ်တပ်ကနေပြီးတော့သူတို့အတုံးမလို့တော့ဖြစ်တဲ့အတွက်ကိုဒါသွားချင်ရသွားဆိုပြီးတော့ဒါတန်းစီပြီးပြန်လည်းနှိမ့်လို့ခဲ့တယ်ပေါ့နော်။ ဒီကြောင့်လည်းပတ်သက်ပြီးတော့ဒါရင်ခွင့်ရေးသားပြပို့လာတဲ့ဒါကိုယ်တိုင်ဖြစ်ရပေါ့နော်ဒါရေးသားပြပို့လာတဲ့စာကို .dbb ကနေဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုအောင်ကျော်ရေအခုတစ်ခါဖတ်ပြပေးခြင်းနဲ့ပေးစာကတော့ကချင်ပြည်နယ်ဖားကန့်ဒေတာကပြည်သူတယောက်ရင်ခွင့်ရေးသားလာတဲ့စာပါရှင်ကျွန်တော်တို့ရဲ့ကချင်ပြည်နယ်ဖားကန့်ဒေတာစိုင်းတောင်ဝေခါနဲ့တခြားမော်တွေမှာ KIA ကအတင်းအဓမ္မလူသစ်စုဆောင်နေပါတယ်ပြည်သူအများစုကကြောက်ရွံ့ပေမဲ့မပြောရဲပါဘူး အမိမတိလက်နက်ကင်ကတက်သွားတယ်ဆိုပြီးအသက်ခံရသူအရေအတွက်လည်းလူ20ကျော်ရှိပါတယ်။ရှစ်တန်းရွယ်ကလေးကိုလည်းဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ငွေကျပ်သိန်း30ပြည်မှပြန်လွှတ်ပေးပါတယ်။အလုတ်ခွင်ထဲမှာအလုတ်လုံးနေသည်ဖြစ်စီအိမ်မာနေသည်ဖြစ်စီလမ်းပေါ်မှာဖြစ်စီကျွန်တော်တို့တွေဘွားကမလုံခြုံတော့ပါဘူး။တချို့သောနီးစပ်ရာလူတွေကတော့အကျိုးဆောင်သွားကြပါတယ်။ငွေပေးရင်တော့ပြန်လွှတ်တယ်။အခြေခံလူရန်းစားတွေအများစုကပါသွားရင်မိဘဆွေမျိုးတွေကငွေနေုံကလွဲလို့ဘာမှမတက်နိုင်တဲ့အတွက် ဒီဘက်ကပြည်သူတွေရဲ့ဘွားကိုဖော်ပြပေးပါရန်အနုညွတ်တောင်းဆိုပါတယ်ဆိုပြီးတော့တော့တူဒီဘီကိုရေးသားရေးဖွင့်လာပါရှင်ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ဘတ်စင်ကွန်မန်ထုတ်လွှင့်တင်ဆက်ပေးနေတာဖြစ်တဲ့ပြည်သူအစားပါစပ်အငားဘေးကံများဖကြားခြင်းတော့တူဒီဘီစီစဉ်ကိုခြာရီရေးသားပေးပို့လို့မယ်ဆိုရင်ရေးဖွင့်စာတွေပြုံးမှာဓာတ်ပုံတွေဗီဒီယိုဖိုင်တွေနဲ့တကွာရေးသားပေးပို့လို့ရပါတယ်ခင်ဗျာစာရီကိုရေးသားပေးပို့လို့မယ်ဆိုရင်တော့အီးမေးလ်ကနေတစင်းရေးသားပေးပို့လို့မယ်ဆိုရင် www.dbb@gmail.com ကိုရေးသားပေးပို့နိုင်ကြပါတယ်။ Facebook ကနေရေးသားပေးပို့တော့မယ်ဆိုရင်တော့ facebook.com/dbb ရဲ့ Messenger ကနေတင်ရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ။ Viber ဖုန်းနံပါတ်ကနေတင်ရေးသားပေးပို့တော့မယ်ဆိုရင်တော့အပေါင်း66 8111 946395ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါကျွန်တော်ဆက်ပြီးတော့ဖျက်ပြပေးမယ်နောက်ထပ်ပေးတာတစ်စောင်းကတော့ဒီမြိုင်မြို့နယ်တွေကရေးသားပြပို့လာတဲ့စာပဲဖြစ်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကိုဖျက်ပြရမယ်ဆိုရင်မင်္ဂလာပါတော်တူ DBB ဖွဲ့သားတို့အကောင့်နံပါတ်လေးဝတ်ထားပြပါတဲ့ဟုတ်ကဲ့ပါကျွန်တော်ရဲ့တော်တူ DBB စီမားဆိုရင်ဒါအကောင့်နံပါတ်တွေဖုန်းနံပါတ်တွေကိုထည့်သွင်းဖျက်ကြဖော်ပြပေးတာမျိုးမရှိပါဘူးခင်ဗျာကျမကတော့ CDM ဆီယမတယောက်ပါကျမတို့မြိုင်မြို့နယ်ကရွာလေးတရွာမှာအခုဂျာကာလာပညာသင်ကြားရေးမှာ ရွာကအကြောင်းတွေဖင်ကြပါတယ်။ကော်မတီဖွဲ့ကြပါတယ်။ခလေးပြောက်ကိုမူလာတဲ့တထောင်ခွဲ အလဲတဲ့နှစ်ထောင်အထက်တန်းသုံးထောင်ကောက်ပါတယ်။ခလေးတွေကအကြောင်းထွက်တာများတော့စိတ်မကောင်းပါဘူး။တောင်ဝန်ခံတွေကလည်းယာရုတင့်နဲ့နှစ်တက်ပြီးတော့တခြားသူတွေထက်လာစာ၃သိန်းဝန်းကျင်ထုတ်စားနေကြပါတယ်။အဲ့ဒါကို MOE ကကျောင်းနေအရွယ်တွေကျောင်းမထွက်ဖို့ဘလို့မူဝါဒချမှတ်ပြီးတော့ဆက်လက်လုံဆောင်ကြမလဲအများသိအောင်ခကြပေးစီခြင်းပါတယ်ဆိုပြီးတော့ ဒါနိုင်မျိုးနေထဲမှာရှိတဲ့ကြီးပါလေတကူမှာစာတင်ချနေတဲ့ဆီယာမပေါ့လေသူကတော့စီရီယံဆီယာမပေါ့လက်ရှိဒီသူတို့တင်တဲ့ဒေသမှာရှိတဲ့ကလေးငယ်တွေကဒါကြောင်ထွက်တာတွေများနေတယ်အဲ့လိုအခြေအနေနဲ့ပတ်သက်ပြီးတော့ဒါပညာရေးဝန်ထမ်းတောင်းနေတဲ့စိုးရင်ပြီးတော့ဒါ MOE အနေနဲ့ပေါ့လေကျောင်းနေရွယ်ကလေးတွေကိုကျောင်းမထွက်အောင်လို့ဘလိုမူဝါဒချမှတ်ပြီးတော့ဒါဆက်လက်လှုပ်ဆောင်မလဲဆိုတဲ့ဒါကြီးသားလာတဲ့စာကို .2DBB စီစဉ်ကနေဖျားပေးလိုက်ရပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါအကောင်ကျော်ကြီးအခုတစ်ခါဖတ်ပြပေးမယ်ပေးစာကတော့ရှမ်းပြည်နယ်တောင်ကြီးမြို့နယ်ကပြည်သူတရားရင်ဖွင့်လာတဲ့စာပါရှင်။မင်္ဂလာပါ TVB ရေးတဲ့စာရေးသားပေးပို့လာသူလည်းမင်္ဂလာပါရှင်။တောင်ကြီးမြို့မြေပြူရက်ကွက်ကအသက်15နှစ်အရွယ်ကိုရန်ကျောင်းသားတယောက်ကမနက်အစောပိုင်းဈေးရောက်မှုသွားတဲ့အမေကိုဆိုင်ကယ်နဲ့လိုက်ပို့ပြီးအပြန်တောင်ကြီးမြို့ရွှေတောင်အုပ်ချုပ်ရေးမှူးရဲ့ပြည်သူ့ဆေးအဖွဲ့ကတနက်နေ့ချင်းချောက်ရိုက်နှက်ပြီးဟွန်ဒါကလစ်160သိန်းရကျော်တန်ဆိုင်ကယ်ကိုတဲ့ကားပေါ်တင်ယူပြီးခလေးကိုပြန်ခိုင်းပါတယ်။ မနဲ့စုံစမ်းကြည့်တော့ဒီလိုယူသွားတာက အုတ်ချုပ်ရည်မှုရဲ့အတူ ဖြစ်နေပါတယ်။ရွှေတောင်အုတ်ချုပ်ရည်မှုကလည်းတနက်အတူနှစ်လက်ခါမှထုတ်ပြီးသူဖွဲ့ထားတဲ့ပြည်သူ့စစ်အဖွဲ့နဲ့ရဲတွေပေါင်းမေးစေးသမားတွေကိုဖမ်းပါတယ်။မိရင်300 380တောင်းပြီးစခန်းတော်မရောက်ဘူးပြန်လွတ်လိုက်ပါတယ်။မပေးနိုင်တဲ့သူကိုတော့ဖမ်းတယ်။မြို့နယ်တိုင်းတိုင်းမှုကိုပိုင်နေဆိုပြီးအမှုပွဲစားတဲ့လုပ်တယ်။ရက်ကွက်မြေကွက်တွေလည်းရောင်းစားတယ်။ရွှေတောင်အုတ်ချုပ်ရည်မှုကအရင်ဆိုရလက်ထက်တွေက ်အခုလည်းသူကမပြုတ်ဘူးတနက်ကင်လာတော့အသေးတလက်အကြီးတလက်နဲ့ပါ DBB ရေဆိုပြီးတော့ရေးသားရင်ဖွင့်လာပါရှင်ဟုတ်ကဲ့ပါမသိဘူးကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ်နောက်ထပ်ပေးစာတစ်စောင်ကတော့ဒီမန်လေးတိုင်းငင်းချိုင်ခင်ရိုင်တွေကရေးသားပြပလာတဲ့စာပဲဖြစ်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကိုဖတ်ပြရမယ်ဆိုရင်မင်္ဂလာပါ DBB ကျွန်တော်ကမန်လေးတိုင်းငင်းကြံခရိုင်တွေကထနောင်းတိုင်းကြီးရွာကဖြစ်စဉ်ကိုပြပြချင်လို့ပါစက်တင်ဘာလ17ရက်နေ့မန္တလေးပိုင်းက စစ်တပ်ကလက်ပြပုံနဲ့ဖြစ်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးပြောပြချင်ပါတယ်။စစ်သား6ဦးကဆိုင်ကယ်3စီးနဲ့ကြီးရွာတွေကိုရောက်လာပြီးတော့အကြောင်းရင်းမရှိဘဲလက်ပြပုံနဲ့ဖြစ်ခဲ့ပါတယ်။အဲဒီလိုဖြစ်လို့အသက်6နှစ်ကလေး3ဦး၊လူငယ်2ဦး၊အမျိုးသမီး4ဦးစုစုပေါင်းတေဆုံးသူ9ဦးရှိခဲ့ပါတယ်။အဲ့ဒီစစ်သားတွေနဲ့အတူကြီးရွာတရင်ပင်နှစ်ဦးကလည်းလိုက်လာခဲ့ပါတယ်။ပြီးတော့သူတို့ကရွာနားမှာ PDF အဖွဲ့တစ်ခုရှိတယ်ဆိုတဲ့သတင်းကိုလည်းရွာထဲမှာဖြန့်ဝေနေကြပါတယ်။ တည်ဆုံးသူများအတွက်တရားပြတာမှုရရှိဖို့ဆောင်ရွက်ပေးကြဖို့ DBP ကိုယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ကျွန်တော်တို့ဒီမြင်းချန်ခရိုင်ဒါထနောင်းတိုင်းကြေးရွာထဲမှာပေါ့လေဒါစစ်သားတွေကဆိုင်ငယ်၃သိန်းနဲ့၆ယောက်ကဝင်လာတယ်ပြီးတော့အကြောင်းရင်းမရှိဘဲနဲ့ဒါရွာထဲမှာလက်ပစ်ပုံးနဲ့ရှောက်ပြီးပစ်တယ်ပေါ့လေအဲဒါနဲ့ပတ်သက်ပြီးတော့ဒီဒေသခံခလေးတွေအပေါင်း၉ယောက်တည်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒါဒေသခံတွေအနေနဲ့တရားမျှတမှုရရှိဖို့ဒါဒေသပြစ်ပို့လာတဲ့စာကိုဒေါ်တူ DBP စီစဉ်ကနေ ဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကွာကျော်ကြီးအခုတစ်ခါဖတ်ပြပေးမယ်ပေးစာကတော့ကျမတို့ဒီနေ့အစီအစဉ်ရဲ့နောက်ဆုံးစာပါရှင်မွန်ပြည်နယ်တံပူစီရမြို့နယ်ဆက်ဆဲကျေးရွာကမ်းတရာစာတင်ကျောင်းလမ်းကြားခလေးမူဂျိုကျောင်းသားကအချံတစ်ခုမှာရှုံကြီးဆောက်ပြီးလောင်းကစားတွေအကြီးကျယ်ပြုလုပ်နေပါတယ်ကျေးရွာအုပ်ချုပ်ရေးမှူးကလည်းအဲ့ဒီလောင်းကစားရုံကိုပိတ်မရရဲစခန်းကလည်းပိတ်မရလို့ရွာသားတွေလည်းကျေနပ်မှုမရှိကြပါဘူးအဲ့ဒါကိုဆက်ဆဲပြည်သူစစ်ကောင်းဆောင်ကဦးစီးပြီးတော့လုပ်နေပါတယ် ရွာသားတွေကမပြောရဲကြဘူးလေကြောက်နေကြတာအဲ့ဒီလောင်ကစားရုံကိုတံပီစီရဲ့မြို့နယ်အဆင့်နဲ့တားမြစ်စာထုတ်ထားတာကစားနေကြတာပါဆိုပြီးတော့ရေးဖွင့်ရေးသားလာပါရှင်ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ Total TV စီစဉ်ကိုဒါတက်ဖြူဇေယျမြို့နယ်ထဲမှာပြည်ပြနေတဲ့ကျောင်းရလေးလည်းပဲဒါအသုံးသက်ပြသည်ခင်ဗျာကျွန်တော်တို့ရဲ့ Total TV စီစဉ်ပြည်သူအစားပါဇက်အငါပေးတာများဖတ်ကြားခြင်းအစီအစဉ်ကိုဒီမှာပဲအသုံးသက်ပြသည်ခင်ဗျာကျွန်တော်တို့ရဲ့ဒီ Total TV စီစဉ်ကိုအပတ်စဉ်အင်္ဂါနေ့တိုင်းအစ်စ်ထုတ်လွှင့်ပြီးတော့ နောက်ရက်တွေမှာလည်းထပ်ဆင့်ပြန်လည်ထုတ်လွှင့်ပေးပါရခင်ဗျာစာရေးသားပေးပို့သူပေါင်းနဲ့မြန်မာပြည်သူပြည်သားပေါင်းဘေးရန်ကင်းဝါပြီးတော့လူရင်းဆန္ဒတွေပြေဝကြပါသေးလို့ဒီဝိုင်းတော်သားတွေကစုမှုကောင်းမြတ်တာပို့သပေးလိုက်ရပါတယ်ခင်ဗျာ